ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့တိုဂိတ်တခုမှာမေတရက်ကဘတ်စကားတစ်စီးဟာ ဆောင်ဆိုင်နေတဲ့မော်တော်ယာဉ်တွေကိုဝင်တိုက်ခဲ့တာကြောင့်လူ၁၀ဦးသေဆုံးပြီးနောက်ထပ်38ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်။ဘတ်စကားဟာ SUV ကားတစ်စီးကိုပထမဆုံးဝင်တိုက်ခဲ့ပြီးတဲ့နောက်တခြားမော်တော်ယာဉ်အများအပြားကတစ်စီးနဲ့တစ်စီးဇက်တိုက်ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့အာဏာပိုင်တွေကဆိုပါရယ်။ဘတ်စကားယာဉ်မောင်းဟာကားမောင်းနေစဉ်အိမ်ငိုက်မိကြောင်းဝန်ခံပြောကြားခဲ့တယ်လို့ရဲတပ်ဖွဲ့က AFP သတင်းကိုပြောပြခဲ့ပါရယ်။ကျွန်တော်တို့ရဲ့စုံစမ်းစစ်ဆေးသူတွေကအစောပိုင်းအင်တာဗျူးအရရှင်မောင်းဟာအိမ်ငိုက်သွားပြီး မော်တော်ယာဉ်တွေကိုတိုက်မိချိန်မှာလှန်နိုးသွားခဲ့တယ်လို့ဆိုပါတယ်လို့တာလက်မြို့ရဲတပ်ဖွဲ့အကြီးအကဲရိုမန်ဆန်တိုးစ်ကဆိုပါတယ်။ဒီမတော်တဆမှုကြောင့်သေဆုံးသူတွေမှာ၄ဦးဟာအသက်မပြည့်သေးသူတွေဖြစ်တယ်လို့ဆိုပါတယ်။အလုံသမားနေအားလည်းရဲ့အတွက်မိသားစုတွေကအလဲပတ်သွားရောက်ချိန်မှာဒီမတော်တဆမှုဖြစ်ပွားခဲ့တာပါ။ရှင်မောင်းနဲ့လက်မဖြတ်သူနှစ်ဦးစလုံးကိုဖမ်းဆီးထားတယ်လို့ဆိုပါတယ်။